်တန်းမြောင်းမြန်ပယ်ထိုးကစားတဲ့ခါမှာတတိပြုရမယ်အချက်တွေရှိတယ်နံပါတ်၁ချင်းသေးတိုင်မှန်စေဖို့တတိပြုရမယ်နံပါတ်၂ခြေပြားကြွားဖနှောင့်ချိတ်ဒူးခွေးပြီးလှဲ့တာနဲ့ပယ်တာနဲ့ဟာတိုင်ပင်ကပ်ရမယ်နံပါတ်၃လက်တီးထိုးပြီးဆိုတာနဲ့ခြံနဲ့ခြေပြားကိုကြွားပခုံးစစ်ကိုဖြေလျှော့ပြီးတော့ထိုးဖို့လိုတယ်လက်တီးထိုးတာနဲ့ခြေပြားဖြောင့်တာတိုင်ပင်ကပ်ရမယ်နံပါတ်၄တဆက်သေးမတာနဲ့ခွဲတာလိုက်မယ်အငဲတတိပြုရမှာက မတိုင်းမတိုင်းမှာခြေတိကုတ်လက်တိတွေစုတ်ထားမှာဖြစ်တယ်အပေါ်ကင်းလက်ကလမောင်းအောက်သားနဲ့အောက်ကမထားတဲ့ပေါင်အောက်သားတွေဟာမြေပြင်နဲ့အပြိုင်ဖြစ်ရမှာမထားတဲ့ကအပေါ်ကင်းလက်ရဲ့လက်တိကခေါင်းပေါ်တထွားအကွာနဲ့မထားတဲ့ဖနောက်နဲ့ယက်နေတဲ့ဒူးနဲ့အကွာဝေးကတထွားအကွာရှိရမှာမထားတဲ့အပေါ်ကင်းလက်ရဲ့လက်တိရဲ့လက်တန်းဘက်အချမ်းနဲ့အောက်ကတင်ပါပေးတထွားအကွာကကင်းလက်တိရဲ့လက်မဘက်အချမ်းကမျက်နှာမူရရှေ့တက်တက်ရှိရမယ် မတိုင်းမတိုင်းမှာခါပြောင်ပြီးတော့မတက်ရဖို့လိုတယ်ဒီစနစ်တွေမှန်ပြီပယ်ထိုးမခွဲမှန်ပြီဆိုတာနဲ့ပယ်ထိုးမခွဲအကျင့်60စပြီးလေ့ကျင့်လို့ရပြီပယ်ထိုးမခွဲအကျင့်60ကို နေ့စဉ်လေ့ကျင့်ခြင်းအပြင်ဒီချက်တွေကိုလည်းထပ်ပြီးတော့အကျိုးဆက်အနေနဲ့ရလတ်အနေနဲ့စုလတ်အနေနဲ့ရစေနိုင်တယ်ဗျနံပါတ်1 core strength and stability ခန္ဓာကိုယ်ဥတိုင်းတာမှမှုနဲ့ဟန်ချက်တွေကောင်းတယ် အချိန်94ကျင်းကျင်းအပြင် core ဆိုတဲ့ခါးတွေ1 byte တွေခါးယိုးမကြီးတစ်လျှောက်မှာရှိတဲ့ကြွက်သားတွေတိတိသာသာတန်မာလာမယ် stability ဆိုတဲ့ဟန်ချက်ထိနိုင်မှုစွမ်းရည်တွေကောင်းလာမယ်နံပါတ်1 joint movement အစစ်မြစ်လှုပ်ရှားမှုတွေကောင်းလာမယ်အစစ်တွေ joint တွေကိုဟန်ချက်ညီညီလှုပ်ရှားတဲ့အတွက်ပခုံးလှဲ့တဲ့စွမ်းရည်တွေနဲ့လက်တီထိုးချက်တွေပုံမမှန်ကန်တိကျလာမယ်နံပါတ်3 routine and power အောက်ခြေမြဲခြင်းနဲ့ထိချက်ပြင်းခြင်းမတိုင်းမတိုင်းမှာခြေတိကုတ်လက်တီစုပ်ထားခြင်းအပြင် ခန္ဓာကိုယ်အောက်ပိုင်း lower body ဟာမြေပြင်မှာတစ်ပင်တစ်ပင်လိုမြဲမြဲခိုင်ခန့်သွားလိမ့်မယ်။ဒါပြင်လက်သီးဆုပ်ထားမှုကြောင့်လက်ဖြန်ကြွက်သားတွေတင်းရင်ပြီးထိုးလိုက်တဲ့လက်သီးချက်တွေဟာအလေးချိန်ပါလာပြီးတော့ထိချက်မပြတ် impact power လည်းကောင်းကောင်းရရှိလာစေပါတယ်ဗျ။နံပါတ်၄ကတော့ muscle memory ဆိုတဲ့ကြွက်သားမှတ်ဉာဏ်ကြီးကောင်းသွားတယ်အသားတည်သွားတယ်ပေါ့။အချိန်90ခန့်ဘယ်ညာမျှပြီးတော့လေ့ကျင့်လိုက်တဲ့အခါမှာခန္ဓာကိုယ်က ဒီလှောက်ရှားမှုတွေကိုအလွတ်ရသွားလိမ့်မယ်ဗျစဉ်းစားနေကြမလို့ဘူးတွေးခေါ်နေကြမလို့ဘူးတယောက်ကရံပြူလာတယ်စော်ကားလာတယ်ကိုကိုရံမူလာတာနဲ့တပြိုင်တည်းပယ်ပြီးတာနဲ့ထိုးထိုးပြီးတာနဲ့မမပြီးတာနဲ့ခွဲဆိုတဲ့အဆက်မပြတ်တရဇက် flow တွေကအလိုလျောက်လင်းလင်းမြန်မြန်နဲ့တုံ့ပြန်ပြီးတော့မှတိုက်ခိုက်သွားမှာဖြစ်တယ်ဗျနံပါတ်5ကတော့ focus and discipline တတိနဲ့အာယုံစူးစိုက်မှုလမောက်အောက်သားနဲ့ပေါင်းအောက်သားပြန်ရဲလား အကွာဝေးတထွားအကွာတွေတိကျမှုရှိရလားဆိုတာကိုအမြဲတမ်းကပ်ပြီးတော့ကစားတဲ့အတွက်စိတ်တည်ငြိမ်မှုနဲ့အာယုံစူးစိုက်မှုတွေအထူးခြားပြီးတော့ကောင်းမွန်လာမယ်။နောက်ဆုံးအရေးကြီးတဲ့တစ်ချက်ကတော့တိုင်းပြောင်းပြန်သမားပြီပြီ။တခုခုကိုလှုပ်တဲ့အခါမှာစောက်ချပြီးတော့ဇွဲနဲ့မရတန်းဆက်ပြီးသွားနေတဲ့ consistency ဆိုတဲ့ power တွေရလာမယ်။စိတ်စူးစိမ်းမှု power တွေရလာမယ်။တည်ငြိမ်မှုနဲ့ဟန်ချက်ထိနိုင်မှုစွမ်းရည်တွေရလာပြီးတော့ 单两边，我在那心眼里比伢心皮拉不住。你两个你别把这边，记住这帮人。都来，俺别么子，都来，都来。